ားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျွန်မချင်းနဲ့ပြေဆုံးနေကြပါစေဒီနေ့ထိုင်းရွှေစီကတော့မနက်ပိုင်းမှာတရားအချနဲ့ဈေးဖွင့်ထားပါတယ်ဒီနေ့က14ရက်နေ့9လပိုင်း2020နဲ့9ခုနှစ်မနက်ပိုင်းထိုင်းရွှေစီကတော့တရားကြပါတယ်66.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲစီဆိုင်ကရောင်းနေစီက9000နဲ့မှတရားဆိုင်ကလက်ခံနေစီက9000နဲ့မှ1000လက်ဝင်ရနာခြင်းနှုန်းတွေကဆိုင်ကရောင်းနေစီက9000နဲ့မှ900ဆိုင်ကလက်ခံနေစီက9088.64နဲ့ပေါင်စည်းရှိနေပါတယ်အပရွှေတအောင်စံကိုဒေါ်လာ3238.53ညနဲ့ထိုင်းရွှေစီ ေးကိုတွက်ထားပါဗျ။ဒေါ်လာကိုတိုင်းမငွေ33.34နဲ့ဒိုင်းရွှေဈေးကိုတွက်ထားပါဗျ။96.5ရခင်လို့ရှိတဲ့ဒိုင်းရွှေခေကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်။လက်က PSC ဒိုင်းရွှေခေတပတ်သားကို9300နဲ့ပေါင်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံတဲ့ဈေးကတော့ရခင်တို့ပြန်မပြပဲဆိုင်က9100နဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝယ်ရနိုင်လက်ခံတို့ရတော့ဘန်ကောက်ထဲမှာတပတ်သားကို1000နဲ့2000တိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီဒိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ရခင်တို့ဖြတ်ပြီးတဲ့ပြင်ကို 4400ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ဒီနေ့မှာတော့ထိုင်းရွှေစီးကအကြစီးနဲ့ရှိနေပါသေးတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆုခြင်းတဲ့သူတွေအတွက်လက်ခစီးသက်သားတဲ့ဆိုင်ကိုကျွန်တော်လက်ညွှန်ပေးပါမယ် ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝင်လို့ရပါတယ်။ဓမ္မသားကိုလက်ခံ205ပတ်သားထိဝင်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုတော့မယ်ဆိုရင်ရွှေခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကတော့ကြံပြချင်ပါတယ်။ထိုင်းရွှေခဲကပြန်ရောက်တဲ့အခါမှာဆိုင်ကရာခိုင်နှုန်းပြန်မပြတ်ပဲပေါက်သေးတိုင်းပြန်ပြီးလက်ခံပါပါ။လက်ဝိညာဏကတော့ပြန်ရောက်တဲ့အခါမှာဆိုင်က9ရာခိုင်နှုန်းပြန်ပြီးတော့ဖြတ်အောင်မှာဖြစ်ပါတယ်ခင်ဗျာ။ထိုင်းရွှေစင်ငွေစီးတွေကိုမြန်တဲ့တင်ပေးပါတယ်။ထိုင်းရွှေစင်ငွေစီးတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုလေးကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြင်ရှင်နိုင်ကြပါစေ။